ေးဗြဟ္မေဆရာတော်ဒီလိုလာတဲ့ဆိုတော့အဲ့ဒါပိုက်ဆံလာရှာမဟုတ်ပါဘူးဘုသူတွေပါပဲလူလူအကုန်လုံးတော့ပြန်ထားပြီးခဲ့တယ်နော်ပြန်အဲ့တော့လာရာအဓိကတော့ဒီဟိတရားဓမ္မတွေအမမေ့လျော့ဖို့ဒါလေးတိပေးဖို့ကြွလာတာလေဟိုချောင်းကအခုလောလောဆယ်မှာငါးနေရာလို့ကျင်းတဲ့ဆုပြင်မဲ့တဲ့ အဲ့ဒါဖြစ်ခြင်းမစိုးတရားရှိတဲ့ဆိုရင်တော့ဟိုဟိုမို့ physically တော့ကျင်းပင်မဲ့စိတ်ကမကျင်းဘူးပေါ့။နော်နေဟာကျင်းပင်မဲ့စိတ်မကျင်းဘူး။စိတ်မကျင်းအောင်ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခအဖြစ်မစိုးတရားလေးပါအပတိုင်းတမရှိသည်ထိဝါတယ်တဲ့။အဲ့ဒီမှာအရေးကြီးဆုံးကတော့မုဒိတာတဲ့။မုဒိတာမုဒိတာမရှိဘူး။ ဟိုကိုကိုလေးဝမတန်နိုင်ဘူးသူတို့ဘာကိုကြည့်ပြီးတော့လည်းပဲဝမတန်နိုင်ဘူးဆိုရင်အဲ့လူမှာ energy မရှိဘူးတဲ့။နော်အဲ့လူမှာအင်အားမရှိဘူး။အထမလို့မမေ့မလျော့မုဒိတံဘွားပါဘာဖြစ်လို့ဘွားတင်တာတုံးဆိုတော့သိခြင်းတရားကဘယ်နေရာမှာရှိတယ်ဆိုတာဘယ်သူမှမသိဘူးပေါ့နော်ကိုရှိမှာ ်ဆိုလိုတာကိုရှိမှပဲရှိနေတယ်ပေါ့အဲအဲအဲဆရာရောဟိုသူသူနေနေမုဒိတာတော့ပထမဆုံးမြတ်စွာဘုရားရဲ့ဘဝတော်ကိုဟိုဟိုကြည့်ပြီးတော့တွေးပြီးတော့မြတ်စွာဘုရားအကြောင်းဗုဒ္ဓနုတ္တိခွာပြီးတော့အာပထမဆုံးမုဒိတာဖြစ်တဲ့အားကြတယ်ပေါ့ဒါကြောင့် သူကျင့်တာသူပြီးတာအဲ့ဒီအရာကိုလူတွေဒုက္ခနဲ့အောင်မြဝေပေးခြင်းနဲ့ပေါ့ဒါမုဒိတာနေလာတာပေါ့သူရဲ့ကိုယ်ပိုင်ကျင့်ခဲ့တဲ့အောင်ပြန်ကြည့်ပြီးတော့သူကသူမုဒိတာဖြစ်တယ်မြတ်စွာဘုရားကိုကြည့်ပြီးတော့လည်းပဲအဲ့တရာတရားပေါ်မှာကြည့်ပြီးတော့ဟောဒီလောက်ထိအောင်ဟောစွန့်စားခဲ့တာကြိုးစားခဲ့တာပါလားအဲ့ဒါကြည့်ပြီးတော့လည်းမြတ်စွာဘုရားရဲ့ပါရမီတော်ကိုအတိမတ်ပြု ကျူစာမှုအဲဒီမှာကရုဏာကိုကြည့်ပြီးတော့လေမုဒိတာဖြစ်တဲ့ပေါ့ညစာဘုရားအဲမုဒိတာဖြစ်တဲ့အဲကြောင့်မို့လို့ငါလည်းတန်နိုင်တယ်လို့အချိန်ရတယ်လို့ဇမိုင်းပေးတယ်လို့ငါလည်းလုပ်မယ်ဆိုပြီးတော့ဒီစိတ်နဲ့ကြွပါတယ်တဲ့ခုမှပူတန်းနေပြန်လာတာပါအဲဒီမလာခင်ဘာကောက်မှနေရဲ့ဟောဆေးုံတက်ခါပါသေးတယ်အချာထက်နေပြီးတော့ပဲဘုံတို့ဘုံမှမြတ်တန်ထားပြီးတော့ကြွလာတယ်ပေါ့အဲ့တော့သူများတွေလည်းပဲဆရာတော် ဟိုမုဒိတံပွားတယ်တဲ့အဲကိုအဲယောခန္ဓာအတွက်စေစိတ်ခန္ဓာအတွက်စေပေါ့ဒါစိတ်ခန္ဓာအတွက်စေရတော့မုဒိတံပြောတာဥဒိတံနေတစ်ဆင့်တစ်ဆင့်တစ်ဆင့်ပွားတာပေါ့နော်သူများတဲ့နေမုဒိဆရာတော်ကိုမုဒိတံပွားတယ်ဟာတဲ့အဲဆရာတော်ကမိန်ပါတယ်အာမတူလာမတူရဲ့မွေးနေမှာအခြားတန်ခါတွေကို တခြားတခြားတန်ခါတွေကိုအတိမပြုပြီးတော့မုဒိတံပွားမယ်ဟာလေအဲ့ဒါလဲဆရာတော်ရဲ့မိတ်နဲ့အဲ့ဒါပြန်ပြီးတော့ကြည့်မယ်ဆိုရင်ပေါ့နော်သာနာတော်ရင်သာနာတော်မြတ်စွာဘုရားကဒီလောက်ဒီစူးစမ်းပြီးတော့ကြည်ထောင်ထားတဲ့သာနာအဲ့ဟာကိုဒါပရိယပတိပပတိဝေဒံဆိုပြီးတော့ဟောအလိုတည်ထားတယ်နော်တရားကိုကြည့်မယ်ဆိုရင်လည်းပဲဟောကြည့်တိုင်းတော့မုဒိတာဖြစ်เสียကြည့်ပေါ့အဲ့ဒါနဲတဲ့အပအမွေချင်းမဟုတ်ဘူးပေါ့ဒီအတိညာ ညစာဘုရားကအမနမှာမကြရတရားဟိုဒီပရိယပฏิပတ်ကိုကြည့်ပြီးတော့ကိုယ့်ရဲ့တဏ္မာဒီဟိုပြီးဆုံးမိုင်းဖြစ်အောင်အောင်စိတ်ချမ်းသာအောင်လုံယူနိုင်တယ်မေတ္တာရထုတ်ယူနိုင်တယ်ဆိုရင်ဒါကိုယ့်ပဲဟိုဖြစ်တာပေါ့နော်အဲ့တော့ပထမဆုံးမူတာဖြစ်မှာကိုယ့်တက်ကိုဖြစ်ရမှာအတ္တိုင်အတ္တနောနာတော့ကိုမလို့ရင်ဘယ်သူမှကိုလာပြီးတော့မပေးနိုင်ဘူးပတ်စံနဲ့ွယ်လို့မရတယ်မုဒိတာတွေပေါ့ ်ပဲဆန်နဲ့ဝယ်လို့မရဘူးဒါကိုယ့်အကိုကြိုးစားရတယ်အဲ့တော့ကြိုးစားဖို့ကြိုးစားနေရတော့အားလုံးတည်တဲ့တိုင်သီလသမာဓိပညာအဲ့အဲ့ဒီ training တုံးခုအဲတိတ်ခါ၃ရက်ပေါ့အမြတ်စွာဘုရားရဲ့ကြိုးစားမှုဟိုပြန်ပြန်တွေးပြီးတော့ဘုဒ္ဓဝင်နေစဉ်းစားနားထောင်တရားနာနားပြီးတော့မုဒိတံဖြစ်အောင်ပွားပါတယ်မုဒိတံဖြစ်အောင်တွေးပါအဲ့ဆိုဘုရားက မဟာရေနိဗ္ဗာန်သောဓမ္မဓမ္မဝိနည်းတခါလေရေနိဗ္ဗာန်သံခါနီတိအလုတ်တွေလုတ်သွားတယ်အလုတ်တွေလုတ်သွားတယ်အဲ့ဒါကြောင့်မလို့ဟိုဗုဒ္ဓရဲ့ဖြစ်တော်စင်ကိုပေါ့နော်အဲ့ဒါပြန်ကြည့်ပြီးတော့ကိုယ်နေနဲ့ကိုယ်တရာတရားကိုမြင့်တင်ဖို့အားကြတဲ့စိတ်မုဒိတာဖြစ်ဖို့ဒါတွေအရေးကြီးတယ်ပေါ့ကိုယ့်အကိုပြန်ပြီးတော့စိတ်ဓာတ်အင်အားပေးတဲ့ဟာပေါ့မဟုတ်ဘူးဆိုရင် အာမစ်စိတ်တဲ့အာမစ်ရှိဘူးနေ့စဉ်နေ့စဉ်ဖြစ်နေတဲ့ stress တွေဟိုဟိုပြဿနာနဲ့ဒီပြဿနာနဲ့နဲ့ပြဿနာမရှိတဲ့ခံလည်းပဲဟိုဘက်ကဖြစ်တဲ့ distraction ဟိုလူကပေးတဲ့ distraction အဲ့ဒီအတိုင်းနဲ့စစ်တပ်တွေကြာကြတယ်ပေါ့အဲ့တော့ကိုယ်စိတ်ကိုပြင်ထားပြင်တတ်ရတယ်ကိုယ်စိတ်ကို training လုပ်ထားတယ် ဒီခန္ဓာကိုယ်ကတော့သူအချိန်တိုင်းတော့သွားတော့နာတာပဲကြာကြာထိုင်နာတာပဲသင်္ခါရပဲဒီခန္ဓာကိုယ်ကဘယ်တော့ပဲအတိတ်ငယ်ငယ်ဘယ်တော့ပဲချမ်းမိုင်ကောင်းကြာကြာထိုင်နာတယ်ကြာကြာအိမ်လဲနာတယ်ကြာရက်လဲနာတယ်ကြာလမ်းရှောင်လဲနာတယ်အဲဒါမဲ့ခန္ဓာကိုယ်နာတာစိတ်မနာစေဖို့အတွက်အဲအဲ့ဒါကျင့်ထားပါတယ်ဘယ်သူမှ တရားအထင်မနေဘူးနေရတဲ့ဆိုရင်အဆိုရတော့မှပြောရွှင်နေနေရတဲ့လူကနေတယ်ဒီသွားတဲ့ခါကျတော့ကိုရှာတာကဘာမှယူသွားနိုင်တာလည်းမဟုတ်ဘူးပေါ့အဲ့တော့ကိုကုသိုလ်လုပ်တဲ့ဟာတော့အဲ့ကုသိုလ်ကတော့ဘယ်သူမှလည်းအခွန်မယူနိုင်ဘူးအဲ့ဒါမှကိုယ်ပိုင်ဖြစ်စည်းတကယ်ဖြစ်တယ်ဟုတ်ဘယ်သူမှလည်းမခိုးနိုင်ဘူးဘယ်သူမှလည်းမလုနိုင်ဘူး ကိုပိုင်ကြည့်စီဥစ္စာတကယ်ဖြစ်တယ်ပေါ့အဲကြောင့်မြတ်စွာဘုရားဟောထားတဲ့အထက်မှာစိတ်ထတာအောင်ဆိုရင်အော်လူတိုင်းကမအိုခြင်းပဲနဲ့အိုရတယ်မနာခြင်းပဲနာရတယ်မသိခြင်းသိရတယ်အဲဒုက္ခကြောင့်ဒီတွေးဖို့ကြည့်ဖို့စိတ်ထကြောင့်တွေးတာမဟုတ်ဘူးငါမှဖြစ်တာမဟုတ်ဘူးတခြားလူလည်းဖြစ်တယ်ဒီတိုင်းဖြစ်တယ်ဆိုရင် world view ပေါ့ဘဝရဲ့အမြင်အဲ့ဒီဘဝအမြင်ရှိမှတဲ့လူက ျော်ရှင်နိုင်တာပေါ့ဒုက္ခကိုလက်မခံသေးသေးကတော့ကျော်ရှင်မှုမဆက်နိုင်ဘူးပေါ့အဲဒါကြောင့်ဘုရားမြတ်စွာဘုရားကပြိနိဗ္ဗာန်သံဃာနေတိအပမဒိနာသမာဓိထဆိုတာဟိုအဝဉ္ဇေတဲ့ဖခင်တူကသာသမီတို့မှားထားတဲ့ပုံစံမျိုးမှားထားခဲ့တာမမေ့မလျော့နေခဲ့တော့ဒီလောကကြီးကိုဟိုလောကကြီးကဒီလိုတဘာဝရှိရဲ့ဒီထဲမှာနေတအောင်နေပါ နော်စိတ်ကလွတ်အောင်နေတတ်ပါဒုက္ခနဲ့လွတ်အောင်နေတတ်ပါဆိုပြီးတော့အော်အနေတည်ပြီးသွားတယ်ဒါကြောင့်တို့တွေအားလုံးလည်းပဲကုသိုလ်လုပ်တဲ့နေရာမှာရဲရင်ရမယ်ကုသိုလ်လုပ်တဲ့နေရာမှာရဲရင်ရမယ်ကြိုးစားရမယ်ဒါပဲကြိုးစားတဲ့နေရာမှာအပြင်ကုသိုလ်တွေမကဘဲနဲ့အတွင်ကုသိုလ်ပေါ့စိတ်ကိုပြုပြင်တဲ့ကုသိုလ်ပေါ့အတိလသမာဓိပညာအရိယာတွေပါတယ်နော်အဲ ီလဆိုရင်အပြင်ကအပြင်ကအကုသိုလ်တွေကိုတီလဆိုရင်အပြင်အကုသိုလ်တွေကိုဒါစီပေးတယ်အဓမ္မတိဆိုရင်အတွင်းမှာဖြစ်တဲ့အကုသိုလ်ဒါစီပေးတယ်ပညာဆိုရင်အမြင့်ဒီတော့ဒီတိုင်းကြီးမတိပဲနဲ့အမြင့်ဖြစ်နေဒီအောက်မှာအမြင့် ဒီအနေထိုင်နေတဲ့အကုသိုလ်ဓိဋ္ဌိကအမြစ်ဖြတ်ပြီးတယ်ပေါ့ဒါကြောင့်ကိုယ်ကိုယ်ကိုဟိုချစ်တဲ့လူကတဲ့နော်ဒီအဲဘဝနဲ့လောကကိုမှန်ကန်တဲ့အမြင်နဲ့ကြည့်နေတာလေ့ကျင့်ရတယ်ဘဝနဲ့လောကရဲ့အမြင်ကတော့မှန်ကန်တဲ့အမြင်ကတော့ဘာလို့ဆိုတော့လူတိုင်းခန္ဓာ၅ပါးနဲ့နေကြတယ်လူတိုင်းယုံနဲ့၅ပါးနဲ့နေကြတယ် လူတိုင်လူတိုင်ရဲ့အချိန်ကအကန့်အသတ်ရှိတယ်။ limitless မဟုတ်ဘူးအကန့်အသတ်ရှိတယ်။ဒီအချိန်ခံနဲ့ဘဝမှာဝါလာလှုပ်ရှားလုတ်ကိုင်းအမ်ကြာဖို့ဆရာတော်ကြီးကမိန့်ပါတယ်။အဲ့ဒီလိုဟိုအိတ်စိတ်ထားတာဘာကြောင့်စိတ်ထားတော့ဆိုတော့ conflict မဖြစ်စေဖို့ဘဝနဲ့လည်းပဲ conflict မဖြစ်စေဖို့ တခြားလူနဲ့လည်း conflict မဖြစ်စေဘူးနော် conflict မဖြစ်စေဘူးအဲ့ဒီလိုမဟုတ်ဘူးဆိုရင်ကိုယ်မှ let go မလုပ်နိုင်ဘူးအော်အတိငယ်တဲ့အရာလေးတော့မှကိုယ် let go မလုပ်နိုင်ဘူးလွတ်မချနိုင်တဲ့အခါကျတော့တန်တန်ဆွဖြစ်ပြီးတော့ stress တွေများတယ်ပေါ့ဒီဒီနိုင်စီဖြစ်တာတွေပဲတွေးဖြစ်တယ်အဲ့ဒါကျတော့ဥပါဒံလို့ခေါ်တယ်ဥပါဒံအဲ့ဒါလည်း addiction တမျိုးပဲ addiction အဲ့အကြောင်းကိုအပြန်လန်ဒီအသေးစိတ်နဲ့ရှင်းပြတဲ့တရားကိုကျတော့ပဋိစ္စသမုပ္ပါဒ်လို့ခေါ်တယ်။နော်သူရဲ့ဒီတိုင်းအမ် order နဲ့ order နဲ့ဆုံးဒီဒီရှင်းပြတာလည်းရှိ reverse order နဲ့ရှင်းပြတာလည်းရှိတယ်မြန်မာလိုကျအနုလုံပတိလုံခေါ်တာပေါ့။ဘာအကြောင်းအကြောင်းဘာအကျိုးဖြစ်တယ်ဆိုတာအဲ့ဒီဟာကိုရှင်းပြတာ။ဒါကြောင့်မို့လို့ကိုယ့်ကိုယ်ကို အမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓမြတ်စွာဘုရားရဲ့အဲမေတ္တာတော်ကြည်ပြီးတော့လည်းပဲဘုံမှာအမမုဒိတာဖြစ်အောင်ဒီတိချင်းယုံလေးစားတဲ့တရားတရားမုဒိတာတရားတွေဖြစ်အောင်လုပ်ရတယ်တဲ့လုပ်ရုံနဲ့အဲ့ဒါဤရလာဆိုမပြီးဘူးကိုယ်ကိုလည်းပဲအမြင်မှန်ရအောင်ပေါ့ right view တမန်ရအောင် ကိုယ့်အကိုကြိုးစားမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ရှားတယ်လို့အမ်ဝန်ထိုးဖို့ဖြစ်တယ်ပေါ့ရတယ်လို့ဝန်ထိုးဖို့ဖြစ်တယ်ရပြီးတော့ဝန်ထိုးဖို့ဘုံမပြအောင်ဘာလို့မှဆိုအမြင်လေးပဲပြောင်းအောင်နော်ရှားတာကြိုးစားတာရဖို့ပြောတာမဟုတ်အဲ့နေရာမှတ်တယ်အသေးမှတ်တယ်ဘုဒ္ဓဘုရားတော်ကဟောဟာလာဘနဲ့လောဘဖွဲ့တယ် လာပါဆိုတာကဤခဏငါပြောတဲ့ဩဘဝဆိုတာဒီဒီဒီမှာတို့ရောက်လာတာကံတတခုထိပဲအကုန်လုံးလုံနိုင်လူဘယ်သူမှမရှိဘူးမအိုအောင်လုံနိုင်သူလည်းမရှိဘူးမတည်အောင်လုံနိုင်လူမရှိဘူးဒီတဘာဝအတိုင်းနေကြမတီလို့ရှိနေတဲ့ချိန်မှာအများရဲ့ဒုက္ခကိုဒုက္ခမြန်မြန်လုံနိုင်ရင်အဲ့တော့ပါရမီကြည့်ရလို့ခေါ်တယ်ဒါကြောင့်အလုံသွားတဲ့ပဲပါရမီကြည့်ကြည့်ရ မိမျိုးနဲ့သွားဖို့အလုတ်သွားတာငါတို့လုတ်တဲ့အလုတ်က sense of service ရှိနေတဲ့ခံကြတော့ငါပဲသူကပါရမီဖြစ်နေတယ်ပါရမီဖြစ်နေအဲ့ဒီစိတ်ထားနဲ့ထားတယ်ဘာဖြစ်လို့တော့ဆိုတော့ကိုယ်အလိုတိုင်းမဖြစ်တဲ့ဒီလောကရဲ့အနတ္တဖြစ်တဲ့လောကကြီးပေါ့ဒီခန္ဓာ၅ပါးပြန်မေးကြည့်ပါကိုယ်လိုတိုင်းဖြစ်လားအဲ့လိုပေါ့နော်ဒီ energy 24နာရီ energy လောမရောစေနဲ့ရတာတော့မရဘူး energy ပြန်ပြန်ပြီး recharge လုပ်နေတာသူ့ရဲ့သဘောကလည်းသူဖြစ်နေတာအဲ့လိုဖြစ်တဲ့ဟာတရားကိုသဘောဒီဟာရဲ့ခန္ဓာကိုယ်ကဟောပြနေတာတရားပြနေတာအဲ့သူနဲ့မဆန့်ကျင်ပဲနဲ့သူအတိမတ်ပြုရင်အရာကိုဟောအတ္တမတိအတ္တလမ်းမလိုက်ပဲနဲ့အနတ္တအတ္တအနတ္တဆိုအမြင်ပဲအမြင်ပဲအဲ့ဒါလူတိုင်း တည်တယ်ဘယင်းတော်မှာတည်တယ်မမေ့မလျော့နေကြပါမတည်ခြင်းဘူးဆိုလည်းမရဘူးအစိုးမြတ်အနတ္ထဘုရားပန်းလာဆိုပြီးတော့အဲ့ဒီလိုတတိတရားနဲ့နေရင်အဲ့တတိတရားကလူပြည်နတ်ပြည်နဲ့နိဗ္ဗာန်အထိပို့ပေးနိုင်တယ်စွမ်းအားရှိပါတယ်ဗုဒ္ဓတရားဗုဒ္ဓမြတ်စွာဘုရားအဆုံးအမတော်တိုင်းနေကြပါတတိမရှိဘူးဆိုရင်အဲ့ဒီကိုလှုပ်တဲ့အလောက်က ကိုလုတ်တဲ့လောကဘလောက်ပဲရွယ်ချက်ကောင်းကောင်းသူကဒုက္ခဖြစ်တယ်စိတ်ဒုက္ခဖြစ်တယ်နော်အဲ့ဆန်ဒုက္ခမရှိစားစရာဒုက္ခလည်းမဟုတ်ဘူးမဖြစ်ဘူးနေစရာလည်းဈာနနာရှိတယ်ဒါမဲ့စိတ်ဒုက္ခဖြစ်တယ်အဲ့ဒါလည်းဒုက္ခဒါဖြင့်အဲ့ဒုက္ခနဲ့ဘာလို့မှဆိုကိုယ့်ရဲ့ attitude ပြောင်းတာအနတ္တ attitude ပဲ attitude ပဲ common ဖြစ်တဲ့ဟာလေးအဲ့ဒါကိုတွေးခိုင်းတာနော် လူတိုင်းတည်လို့ပြောရတာအနတ္တပဲ။ဟဲ့အဲအမ်အမတည်ခြင်းမဲ့နေရင်းတည်ရမအိုးခြင်းမဲ့နေဦးရဒီဆဲလ်တွေလည်းဒီဒီ molecule တွေဒီ DNA သူ deteriorate ဖြစ်တယ်လူတိုင်းဖြစ်တယ်လူမျိုးမဆိုလူမျိုးမရွေးသူဖြစ်တယ်။အဲ့ဒီလိုအတိမတ်ပြုတယ်ဒါကအနတ္တမြင်ညာအနတ္တအတိမတ်ပြု။ဟမ်အဲ့တော့ အရာရာအတွက်ကိုကအသင်ပြင်ထားပြီးသားဖြစ်တာပေါ့အခုဒီမှာအလုံးလုံးလုပ်နေတဲ့အချိန်စီးပွားလုပ်ငန်းလုပ်နေတဲ့အချိန်မှာလည်းစိတ်ချမ်းသာတယ်ပေါ့စိတ်ကပေါ့ပါတယ်ဆရာတော်ကြီးမိန့်တာတော့ပြန်ပြီးတော့ဟာလုပ်မယ်ဆိုရင်ဘုရားရဲ့အဆုံးအမဖြစ်တဲ့ဒီအနတ္တတရားကိုကြည့်ပါဘာလို့ကြည့်ရမှာတော့ဆိုတော့ကိုယ့်ကိုယ်ကိုမြတ်တာထားတဲ့နေနဲ့ကြည့်ရမှာ ကိုကိုမြတ်တထားတဲ့နေနဲ့နော်အဲဘာသာရေးလုံးတယ်ဆိုတာတဲ့ဘဝမှာအေးချမ်းအောင်နေတတ်ဖို့ဆရာတော်ရဲ့မိတ်ကနော်သူကသူ့ကိုဘာလဲလူပညာရေးလူပဲသူကအဲ့ပုံစံမျိုးနဲ့ကာလပြူတာမဟုတ်ဘူးနော်အမ်စိတ်စိတ်ထားတတ်ဖို့အစိမ့်မထားတတ်ဘူးဆိုရင် သတိမရှိတာနဲ့တူတယ်အဲ့ဒါဆိုရင်တော့ဟိုနဲ့ဒုက္ခမဟုတ်တာလေဒုက္ခဖြစ်တယ်အေးဒါကြောင့်ဒီတရားတွေနာပြီးတော့ဒီနေရာစပြီးဒီဒီနေရာစပြီးကိုလောက်ကန်တဲ့အရာတွေအားလုံးဒီထက်ပိုပြီးတော့အမြင်ချပါစေကိုတွင်ကိုပါအိမ်တွင်ပါဖြစ်တွင်ဖြစ်ပါဒီထက်ပိုပြီးတော့ဉာဏ်နာပိဋကများ တဏ္ဍာရှင်ဉာဏ်ကြပါစေ။အာ